တဲကောက်ယိုစပတ်ကုံတစ်ခုခုကိုခင်းထားပေးပါပြီးတော့ရေမစိမ့်အောင်ကျင်းနံရံနဲ့ချမ်းပြင်းတွေကိုပလတ်စစ်စရိကခင်းပေးထားဖို့လိုပါတယ်ဘုံကိုချင်းအမိုးအတွက်ဘာတွေလိုမလဲအမိုးကို6လက်မပတ်လဲတစ်လုံးတွေခက်စိတ်စိတ်အပြည့်စီပြီးမိုးရပါမယ်တစ်လုံးမရနိုင်တော့ဝနက်ဒါမှမဟုတ်ထန်းလုံးတွေကိုလည်းသုံးလို့ရပါတယ်အမိုးကတစ်လုံးတွေမရွေ့သွားအောင်လဲသေးသေးချာချာချီတုပ်ထားရပါမယ် အမိုးသစ်လုံးတွေချာမှာလေဝင်ပေါက်အတွက်လေးလက်မ PVC ပိုက်တစ်လုံးစာနဲ့အပေါက်နှစ်ပေါက်ထွင်းဖို့လိုပါတယ်။အပေါ်ကနေဖုံအမိုက်နဲ့ရေတွေမဝင်နိုင်အောင် PVC ပိုက်ကို L ပုံစံချိုးထားပေးရပါမယ်။သစ်လုံးတွေပေါ်ကနေ plastic မိုးကာပြင်ပြားတံပြားအဆင်ပြေတာတစ်ခုခုကိုခင်းပေးပါ။အဲ့ဒီအပေါ်ကနေမှတဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကို အလျားတစ်ထပ်အနံတစ်ထပ်ထပ်ခင်းပေးပါ။အပေါ်ဆုံးမှာတော့ ဝက်ကကိုထက်ခင်းဖို့လိုပါတယ်။နောက်ဆုံးမှာမှဘုံကိုကျင်းမှန်မသိတာအောင်အပေါ်ကနေမြေသားနဲ့ထုံးထပေးရပါမယ်။ရေမဝင်အောင်မြေပြိုမကျအောင်ဝင်းပေါက်ပေးမှာသဲအိတ်တွေသစ်လုံးတွေကာထားဖို့မမေ့ပါနဲ့။ပြီးတော့ကျင်းပပတ်လယ်မှာရင်းနှုတ်မြောင်းတွေတူးထားမှပဲအမိုးကကြတဲ့ချိန်ကျင်းထဲကိုမဝင်နိုင်မှဖြစ်ပါတယ်။အရေးပေါ်အခြေအနေမှာဘလို့ဝင်ပုံးကြမလဲ။ဘုံကိုကျင်းထဲကိုအမြန်ဆုံးရောက်အောင်တော့တက်ဖို့ကြိုတင်လေ့ကျင့်ထားရပါမယ်။ လေကြောင်းနဲ့လက်နက်ကြီးအန်တရဲ့သတင်းပေးပို့ချက်တွေကို အမြဲစောင့်ကြည့်နားထောင်နေဖို့လိုပါတယ်။အရေးပေါ်အခြေအနေမှာတုံးဖို့ပစ္စည်းတွေထည့်ထားတဲ့အသက်ကယ်အိတ်တစ်ခုနဲ့တခြားနေဖို့လိုအပ်တဲ့အရာတွေလည်းအမြဲအသင့်ရှိပါစေ။လက်နက်ကြီးပြစ်ခတ်တာလေကြောင်းတိုက်ခိုက်တာတွေဖြစ်နေတဲ့အချိန်မှာဘုံကိုကျင်းတဲ့ကနေအပြင်ထွက်ကြည့်တာမျိုးလုံးဝမလုပ်ရပါဘူး။မိသားစုဝင် အချင်းချင်းအပြန်အလှန်စိတ်ခွန်အားပေးပါ။ အားလုံးလုံးကြုံစိတ်ချရတဲ့အချိန်ရောက်မှာပဲဘုန်းခိုကျင်းတဲ့ကနေထွက်ရမယ်နော် င်္ဂလာမနက်ခင်ပါရှင်ကျမကတော့ချချိုဆက်မှာ DPP ရုပ်မြင့်သံကြားရဲ့မနက်ရှင်နိုင်သတင်းတွေကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းတွေကပသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင် ရန်ကုန်တိုင်းထက်ကမြို့နယ်တချို့မှာအတန်တိတ်တပိတ်ပြုလုပ်မဲ့ဒီဇမလ10ရက်နေ့မှာဈေးဆန်တွေမပိတ်ပဲပုံမှန်ဖွင့်ဖို့အုပ်ချုပ်ရေးအဖွဲ့တွေကဖိအားပေးပြောဆိုနေတယ်လို့မြို့ကန်တွေစီကသိရပါတယ်။မြောက်ကလပါမြို့နယ်နဲ့ရွှေပေါကံမြို့တင်မှာဒီဇမလ10ရက်မနေ့အစောပိုင်းကအုပ်ချုပ်ရေးအဖွဲ့တွေကဈေးဆန်တွေကိုဒီဇမလ10ရက်နေ့မှာဈေးဆန်ဖွင့်လှစ်မဲ့အကြောင်းကိုလက်မှတ်လိုက်ထိုးခိုင်းတယ်လို့မြို့ကန်တယောက်က TBB ကိုပြောပါတယ်။အကြောင်းမဲ့ဆိုင်ပိတ်လို့စစ်တပ်ကချိတ်ပိတ်ရင်တာဝန်မယူဘူးဆိုပြီးလဲချိတ်ချောက်သွားတယ်လို့ဆိုပါတယ်။ မင်္ဂလာတောင်မြို့နယ်နဲ့ထောက်ကျမှာတော့ဧည့်စင်နဲ့နေထိုင်ပြီးဈေးဆိုင်ဖွင့်ထားသူတွေကိုဒီဇင်ဘာလ10ရက်နေ့ဈေးဆိုင်ဖွင့်မဖွင့်အခြေအနေကြည့်ပြီးမှဧည့်စင်ပြင်ပေးမယ်လို့အုပ်ချုပ်ရေးအဖွဲ့တွေကပြောဆိုကြောင်းဈေးအောင်ချသူတယောက်က DBB ကိုပြောပါတယ် လဲကူးမြို့နယ်မှာလည်းအတန်တိတ်သပိတ်နေမှာဈေးဆန်ကိုဖွင့်ခိုင်းပြီးကိုပိုင်ကျောင်းနဲ့မူကြိုကျောင်းတွေကိုလွတ်လပ်ရေးနေအကျိုးပြဝဲရှင်ပွဲတွေလုပ်ခိုင်းတယ်လို့မူကြိုကျောင်းဖွင့်သူတယောက်က DPP ကိုပြောပါရယ်အလားတူမြတ်ဒဂုံတောင်ဒဂုံအရှိဒဂုံဒဂုံစိတ်ကံလှိုင်တရာနဲ့ရွှေပြည်သားမြို့နယ်မှာလည်းစစ်တပ်ကဈေးဆန်တွေဖွင့်ပြီးပုံမှန်အတိုင်းသွားလာကြဖို့လိုက်ပြောနေတယ်လို့မြို့ကန်တွေစီကသိရပါရယ်လာမယ့်ဒီဇင်ဘာလ10ရက်နေ့ဟာအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်တာကြောင့်အဲ့ဒီနေ့မှာ တနိုင်ကလေးအတိုက်တာနဲ့အပြင်မထွက်အတန်တိတ်တဲ့ပိတ်ပြုလုပ်မယ်လို့အထွေထွေတဲ့ပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB ကထုတ်ပြန်ထားပါတယ်ရှင်အနာဝိစစ်တပ်ကလုံမဲ့ရွက်ောက်ပွဲကိုစောင့်ကြည့်လေ့လာရေးအတွက်ပြည်တွင်းကိုဝင်ရောက်လာမဲ့နိုင်ငံခြားသားတွေကိုမျက်ခြေမပြတ်စောင့်ကြည့်ဖို့စစ်ကောင်စီခန့်လဝကဝန်ကြီးဦးမြင့်ကျိုင်းကဒီစမလာ9ရက်ကအမိန့်ပေးခဲ့တယ်လို့လေဆိပ်နဲ့နှိစက်သူတွေစီကသိရပါဗျ။ ဒီဇင်ဘာလ9ရက်နေ့ကရန်ကုန်ပြည်ပဆိုင်ရာလေစိတ်ကိုလာဝကဝန်ကြီးဦးမြင့်ကြိုင်နဲ့စစ်ထောက်လှရေးအဖွဲ့တွေရောက်လာပြီးရွေးကောက်ပွဲအတွက်ပြည်ပကနေဝင်လာမဲ့နိုင်ငံခြားသားတွေကိုစောင့်ကြည့်ဖို့အမိန့်ပေးခဲ့တယ်လို့လေစိတ်နဲ့နှိဆက်သူတယောက်က DBB ကိုပြောပါတယ်တရုတ်နဲ့ရုရှားကလွဲရင်နိုင်ငံခြားသားတွေကိုတည်တည်ကြကြစစ်ဆေးပြီးမတင်ကြရင် ထောက်လှမ်းရေးကိုသတင်းပို့ပြီးနောက်ရောက်ခံလိုက်ဖို့ညွှန်ကြားခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်ရွက်ကပွဲမတိုင်ခင်ပြည်ပထွက်ခွာမဲ့သူတွေရဲ့ဖုန်းတွေကိုစစ်ဆေးပြီး နိုင်ငံရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေတင်ထားရင်ထွက်ခွာခွင့်မပြုဘဲထပ်စစ်ဆေးဖို့ညွှန်ကြားထားတယ်လို့လာဝကနဲ့နေဆက်သူတယောက်က DPP ကို ပြောပါရတယ်။အနာသိစစ်တပ်ကဒီလကုံပိုင်းမှာစပြီးရွက်ောက်ပွဲလုပ်ဖို့ပြင်ဆင်နေတာဖြစ်ပြီးတော့အဲ့ဒီရွက်ောက်ပွဲဟာအတူအရာရွက်ကောက်ပွဲသားဖြစ်တယ်လို့တော်လရေးပတ်တော်သားတွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းကဝေဖန်နေကြတာပါရှင်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းကြောင်းနဲ့ဝန်ကြီးဌာနတချို့ပူးပေါင်းတာအပြင်ဝန်ကြီးတချို့နဲ့ဒုဝန်ကြီးတချို့တာဝန်ပြောင်းလဲတာဝန်ပေးအပ်ကြောင်းမျိုးသားညီညွတ်ရေးအစိုးရ NUG ကဒီဇင်ဘာလ10ရက်မှာထုတ်ပြန်ကြေညာပါတယ်ဝန်ကြီးဌာနတာဝန်တချို့ကို ပြောင်းလဲပေးအပ်ကြောင်းနဲ့အများစုကတော့ငကိုမူလရာထူးတာဝန်တွေဆက်လက်ပေးအပ်ထားခဲ့ကြောင်းကြေညာတာဖြစ်ပြီးကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနဒေါက်တာဇော်ဝေစိုးကိုတော့ ြည်တော်စုဝန်ကြီးချုပ်ရုပ်ပြည်တော်စုဝန်ကြီးအဖြစ်ပြောင်းရွှေ့ခံထားလိုက်ပြီးကျမရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးအဖြစ်ဒေါက်တာရွှေပုံပညာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးကြားထွဲပန်တို့ကိုတာဝန်ပေးအပ်လိုက်ပါတယ်ဒါအပြင်ပညာရေးဒုဝန်ကြီးဒေါက်တာစိုက်ခိုင်မျိုးထွန်းကိုလည်းနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးအပ်ထားကြောင်းနဲ့ဒေါက်တာဝင်းမြတ်အေကလူမှုကူညီရေးအလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်ပြောင်းလဲထားကြောင်းသိရပါတယ်အခုလိုပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ NUG ဆိုရဖွဲ့မှာအရင်ကဝန်ကြီးဒုဝန်ကြီးတွေဖြစ်တဲ့ဦးထေလင်းအောင်ဒေါခင်မမမျိုးနိုင်ထွန်းဖေခေါ်နိုင်သူဝနဒေါက်တာဆဆာဒေါ်နော်ဆူဇနာလှလှဆိုဒေါ်ဣသင်စာမောင်ဦးချစ်ထွန်းနဲ့ဦးမိုးစောဦးတို့အပါအဝင်ဝန်ကြီးနဲ့ဒုဝန်ကြီးတချို့ကတော့ပါဝင်တာမရှိတာတွေ့ရပါတယ်ရှင်။ စာနာရိတ်ခတွေပြည်လမ်းမှုတွေရင်ဆိုင်နေရတဲ့ဒီမော့ဆိုနာဒဝိုက်ကစစ်ဆောင်တွေကိုနေရပြလာရင်ဆက်စပါထောက်ပတ်ပေးမယ်ဆိုပြီးစစ်တပ်ကမဲဆွယ်စည်းရုံးမှုတွေပြုလုပ်နေပါတယ်ဒီသတင်းကိုမော်ရစ်ကပေးပို့ထားပါတယ်ရှင်ဂရင်းနီပြည်ဒီမော့ဆိုနဲ့နမ်မခုံနာဒဝိုက်ကိုတော်လိုင်းတက်တွေထိန်းချုပ်ထားနိုင်ပြီးမဲ့စပားဆိုင်ခင်းရှိတဲ့နေရာတွေကိုစစ်တပ်ကဒရုန်းတွေနဲ့လက်နက်ကြီးတွေနဲ့ပစ်နေတာရှိနေတယ်လို့စစ်ဆောင်တွေနဲ့တော်လိုင်းအင်အားစုတွေကပြောပါတယ်အဲ့ဒီလိုပြစ်ခတ်တဲ့အတွက်စပားတော်ရိတ်တဲ့စစ်ဆောင်တွေသေဆုံးတာရှိတယ်လို့ ပြစ်ခတ်တာတွေကြောင့်မရေရဲတဲ့စပါးခင်းတွေကိုလည်းစစ်တပ်ကရိတ်သိမ်းတာတွေလုပ်နေတယ်လို့ဒေသခံတွေကဆက်ပြောပြပါတယ်ကအဲလူထုတွေအစိုက်ပြထားတဲ့တိနာအားလုံးမှာတစ်ခါစီဆောင်ထားပြေးရတယ်သူတို့ရောက်လာတော့ပြေးရတယ်သူတို့လည်းဘလူယုံမလို့မိတာနဲ့လေလူထုအမျိုးမျိုးနှိမ့်ဆက်တတ်ချက်တာပဲဟောနော်နိစီနိမြပဲအများကြီးအခုချိန်ထိပါနော်အဲ့တော့သူတို့ဒီအတိနာသူတို့ပဲယူသူတို့ပဲခုသူတို့ပဲပြစ်သူကိုအဲဘန်ပြပြီးတော့သူတို့မသိသူတို့ပဲလူကောင်းအောင်အဲ့လိုပုံစံမျိုးအခုဆိုလေဒီဒီမှုဆုံမှာလည်း အဲတခဲတဲ့စပားတွေဆိုမရိတ်ရဲသွားရိတ်လဲဟိုဆရာကြားတဲ့အတိုင်းပဲလေနော်ဟိုသူတို့ဒုံချလိုက်အဲဆလိုက်ပါနဲ့လမ်းပြလိုက်သူ ပီတူတွေကလည်းအမှတည်တာပဲပေါ့နော်အဲ့တော့သူတို့ပီတူကမရိတ်ရဲတဲ့နေရာအကုန်လုံးခြံထားတော့သူတို့ပဲရိတ်ပြီးတော့သူတို့ပဲပြထောက်ပပြနေရအာနာမသိငယ်လူရေ3သိန်းလောက်ရှိတဲ့ခရီးနီပြည်နယ်ဟာအာနာသိမ့်မိ9နှစ်တာကာလအတွင်းမှာစစ်ဆောင်ဥယေက2သိန်းကျော်ထိရှိလာခဲ့တယ်လို့ဒေတာသွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ စစ်ဆောင်ဦးရေတိုးလာတာနဲ့အတူစစ်ဆောင်စခန်းတွေမှာအလုတ်ကင်မရှိတာတွေအလူရှင်နဲပါလို့စားနပ်ရိက္ခာပြတ်တောက်မှုတွေကြောင့်စစ်ဆောင်တွေဟာအလုတ်ကိုတိုက်ပွဲတွေကြားကနေပဲပြန်လုံနေရတာဖြစ်ပါတယ်။တစ်ဖက်မှာစစ်တပ်ကစည်ရေးပြတ်မဲ့မဟုတ်တဲ့လက်ကွင်းတွေနဲ့လက်သမားတွေစီပြတ်မဲ့ထားတိုက်ခိုက်နေတာဟာလက်ပြန်မရိတ်နိုင်အောင်လုပ်နေတာဖြစ်ပြီးပြန်မရိတ်နိုင်တဲ့လက်တွေကိုစစ်တပ်ကဝင်သိမ်းတာကြီးလည်းရှိနေပါတယ်။ တချိန်တည်းမှာပဲစပားရိတ်နေတဲ့စစ်ရှောင်းတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့စစ်တပ်ကစစ်ရှောင်းတွေနေရပြန်လာရင်ဆန်စပားထောက်ပံ့မယ်ဆိုပြီးမဲဆွေစည်းရုံးနေတာလို့ဒီမော့ဆိုဒေတာခန်တွေက DBP ကိုပြောပါတယ်။အဲ့ဒီလိုမဲဆွေနေတဲ့အတွက်ငွေတောင်ဆန်နာတဝိုက်နဲ့ဒီမော့ဆိုနာတဝိုက်ကစစ်ရှောင်းတချို့နေရပြန်နေကြတယ်လို့ဒေတာခန်တွေကဆက်ရှင်းပြပါတယ်။လက်ရှိမှာစစ်ရှောင်းတွေရဲ့အခြေအနေဟာရွေးချယ်စရာမရှိတဲ့အခြေအနေတွေမို့ အဲ့ဒီလိုနေရပြန်တဲ့သူတွေပေါ်နားလည်ပေးနိုင်ကြအောင်ဒီမော့ဆိုဒေတာခန်တွေကဆက်ရှင်းပြပါတယ်လူလူထုတချို့ပြလာရလို့မငွေတောင်လို့ဖဲဆိုလဲလူထုတလာနေတယ်ဒီမော့ဆိုတချို့လဲပီသူတွေလဲပြန်နေတယ်ပီသူတို့ပြောထားတဲ့အတိုင်းတော့သူတို့ရအောင်လုပ်မှာပဲပေါ့နော်အဲ့ဒါပူချလာဖို့ပဲရှိမှာပေါ့ အဲလူထုတွေအဒီတာကိုတကြမခနိုင်ပါဘူးစိတ်ပူရအခုကလေးကပေါ့နော်အခုကတော့ကလေးကမှလူအလူရဲ့ကုမီတဲ့ဖွဲ့စည်းရဲ့နဲလာတော့လဲဟိုအလုတ်ကင်မရှိကြဘူးအဲ့တော့အိစာဒီ diversity shop ဆိုတဲ့တိရတဲ့အလုတ်မရှိလေနော်ကကြလာတော့သူတို့ကရွေးချယ်စရာမရှိတော့ခုတော်ရကိုလဲပြန်လုပ်မယ်စမရရွာဒီစစ်ကောင်စီဆက်ခွန်လူမျိုးပဲပြန်နေကြတယ် ဂရန်နီအမျိုးသားများကာကွယ်တပ် KNDF ဘက်ကလည်းပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကဒီမော့ဆွန်နဲ့ဖရူဆိုဘတ်ချန်းတွေမှာစစ်တပ်ကစိုက်ပျိုးသီးနှံရိတ်သိမ်းတဲ့နေရာတွေကိုဒရုန်းနဲ့တိုက်ခိုက်နေတဲ့အတွက်ဒေသခံတွေအနေနဲ့စစ်ရေးသတင်းနဲ့သွာလာကြဖို့သတိပေးထုတ်ပြန်ထားပါတယ်။အဲဒီနောက်ပိုင်းလေယာဉ်လုပ်ငန်းခွင်တွေအထိတော်လိုင်းတပ်ပေါင်းစုဘက်ကလုံခြုံရေးယူပေးနေရတယ်လို့ DBB ရဲ့စစ်ရေးရင်းမြစ်ကရှင်းပြပါတယ်။ဟိုမှာကျွန်တော်တို့ဒီဖရူဆိုဘတ်ချန်းဆိုရင်ဒေါ်လာလို့ချိုးရေးယူပေးရတယ်။နော်ဒီကြမ်းမာရေးပြထောင်ပေးရတော့နော်ရိတ်သိမ်းဖို့အတွက်ဟို အမဒရုန်းတွေနဲ့လက်ချဲတာတွေပါလိရှိတယ်ဘောနော်အဲ့လိုလိုရှိဒီဇင်ဘာ9ရက်နေ့ညကလည်းဒီမော့ဆိုရဲ့နေရာ၅ခုထပ်မင်းကိုစစ်တပ်ကလေကြောင်းနဲ့တိုက်ခိုက်ခဲ့ပါတယ်တိုက်ပွဲတွေဖြစ်နေတဲ့နေရာမဟုတ်ပဲရက်သားတွေရှိနေတဲ့နေရာကိုလာကျဲတာဖြစ်ပြီးလူအထိကိမရှိဘူးလို့လည်းသိရပါတယ်တိုးတက်သော Greenie ပြည်သူအင်အားစု PKPF ကထုတ်ပြန်ချက်အရ Greenie ပြည်နယ်မှာစစ်တပ်အာဏာသိမ်းထားတဲ့9နှစ်တာကာလအတွင်းအရက်သားနဲ့စစ်ဘေးရှောင်ပြည်သူအယောက်830ကျော်သေဆုံးခဲ့ပါတယ်ခင်ဗျာကျွန်တော် Morris ပါ စကိုင်းတိုင်းမော်လိုက်မြို့နယ်ထဲမှာရှိတဲ့မော်လိုက်ကလေးကျေးရွာကိုစစ်ကောင်စီစစ်ကြောင်းကဒီဇင်ဘာလ6ရက်ညနေပိုင်းမှာဝင်ရောက်ပြီးပြည်စီတွေကိုခိုးယူကာနေအိမ်တွေကိုလည်းမိရှုဖျက်ဆီးခဲ့တယ်လို့မော်လိုက် Revolution အဖွဲ့ကပြောပါတယ်။မော်လိုက်ခြေဆိုင်ခမရ364 365 366တပ်တွေနဲ့ ကင်းတက်ပြူရွာကပြစ်စောထူးတဲ့ပေါင်းပြီးမော်လိုက်ကလေးကျေးရွာကိုရောက်လာကရွာထဲမှာလူမရှိတဲ့အိမ်တွေကပစ္စည်းတွေကိုခိုးတဲ့ပြီးအိမ်တွေကိုမီးရှို့နေကြတာလို့ဆိုပါတယ်ဒီဇင်ဘာလ9ရက်မနေ့ပိုင်းအထိမော်လိုက်ကလေးကျေးရွာထဲမှာစစ်ကြောင်းရှိနေတဲ့အတွက်မိလောင်ပြက်စီတဲ့အခြေအနေအသေးစိတ်ကိုမသိရသေးဘူးလို့မော်လိုက် revolution ရဲ့ပြည်ကြားရေးတာဝန်ရှိသူက DBB ကိုပြောပါတယ် အင်ဂျီ၃ရောက်ဝကျေရှိတဲ့မော်လိုက်ကလေးကျေးရွာကို စစ်ကောက်စီတက်ကမကြာခဏစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံတွေဟာတောတောင်တွေထဲမှာတနေ့ဒီပါစစ်ရှောင်နေကြရတယ်လို့ဆိုပါတယ်စစ်ကောက်စီတက်ကမော်လိုက်မြို့မှာရှိတဲ့ခမရ364 365 366တက်တွေနဲ့အပြင်ပြစောတိကျေးရွာတွေကသူတို့ရဲ့အထိုက်စခန်းတွေကိုအင်အားတိုးမြှင့်ချထားတာတွေဇက်တိုက်လှောက်ဆောင်နေတယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေစီကသိရပါတယ်ရှင် ကရနီပြည်နယ်ဒီမော့ဆိုမြို့နယ်အနောက်ခြမ်းကိုဒီဇင်ဘာလ9ရက်နေ့ပိုင်းမှာစစ်ကောင်စီတပ်ကလေကြောင်းကနေ3ချိန်ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်နေအိတ်တလုံးထိခိုက်ပျက်စီးခဲ့တယ်လို့စစ်ဆောင်တွေကပြောပါရယ်။ည8နာရီနဲ့10နာရီမှာ2ချိန်ကျဲသွားတာဖြစ်ပြီးပုံးကျိန်အောင်မရလိုက်ဘူးလို့စစ်ဆောင်မျိုးသမီးတယောက်ကပြောပါရယ်။တိုက်ပွဲမဖြစ်ပဲစစ်ပေးဆောင် ပြည်သူတွေနေတဲ့နေရာကိုစစ်တပ်က ေချောင်းကနေပုံကျဲတာအကြောင်းဒေသခံနဲ့စစ်ပေးဆောင်ပြည်သူတွေထိတ်လန့်နေရတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာ6ရက်မှာလဲလွိုက်ကော့အရှိတ်ချမ်းကိုစစ်တပ်ကလေချောင်းကနေပုံကျဲတာအကြောင်းစစ်ဆောင်တွေကိုစာတင်ကြားပေးနေတဲ့အကြောင်းထိခိုက်ပျက်စီးခဲ့ရပါသေးတယ်ရှင်ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမြို့မှာဓာတ်ဆီတလီတာကို1800အထိဈေးနှုန်းမြင့်တက်နေပါတယ် ဒါကြောင့်စစ်တွေဒေသခံတွေအနေနဲ့သွာလာရေးအဆင်ပြေဖို့စက်ပေးဆိုက်ကားတွေကိုပုံမှုအသုံးပြုလာကြပြီး သုံးပေးဆိုက်ကားတွေနဲ့တုတ်တုတ်မောင်းနှင်သူတွေအလုံးလဲမဲ့ဖြစ်လာကြပါတယ်။ခေခိုင်တရေပြပို့ထားပါတယ်ရှင်။ပြီးခဲ့တဲ့တပတ်အတွက်စစ်တပ်ကသတ်မှတ်တဲ့ရန်ကုန်မြို့အတွက်73စီလက်လီရင်းညွန်စင်းမှာဒက်စီ92တလီတာကို2525ကျပ်ရှိတယ်လို့ထုတ်ပြန်ချက်တွေအရသိရပါတယ် ဒါပေမဲ့စစ်တပ်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမြို့မှာစားသောက်ကုန်စည်နှုန်းတွေမြင့်တက်လာသလိုပဲဆက်သုံးစည်စည်နှုန်းတွေလည်းမြင့်တက်လာနေပါတယ်။ရခိုင်မှာတရော့ပြန်တိုက်ပွဲစတင်ကြတဲ့ကစစ်တွေမြို့မှာစစ်တပ်ကဆက်သုံးစည်လုံလုံလောက်လောက်တင်သွင်းဖြတ်ဖြူပေးနိုင်တာမရှိတဲ့အတွက်ဆက်သုံးစည်အယောင်ဆိုင်ကြီးတွေပိတ်ထားခဲ့ရပြီးလမ်းမေးဆိုင်တွေမှာရောင်းချတာပုံများလာနေပါတယ်။ ပြီးခဲ့တဲ့သတင်းဘက်က 73C အောက်တိန်92တလီတာကိုငွေကျပ်14000ကျပ်ရှိခဲ့ရတာနဲ့လက်ရှိမှာ18000အထိဈေးနှုန်းမြင့်တက်လာနေတာပါ။ဒါဟာစစ်တပ်ထုတ်ပြန်ထားတဲ့ရန်ကုန်ရင်းညွန်းစစ်ထက်ခုနှစ်ဆလောက်များနေတဲ့ပမာဏပါ။အဲ့ဒီလိုမြင့်တက်လာတဲ့ 73C ဈေးတွေကြောင့်စစ်တွေဒေတာခန်တွေဟာကုန်စည်နှုန်းတွေနဲ့စီစဉ်မြင့်တက်မှုတွေကြားမှာဒေါ်လာရဲ့အတွက်ဆက်ဘေးနဲ့စိုက်ကားတို့လိုအနည်းငယ်တွေကိုပဲမိခိုအားထားလာနေရတယ်လို့ဆိုပါရည် အသက်60အရွယ်စစ်တွေဒေသခံတယောက်ကတော့သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့်တလမှာတစ်ကြိမ်ဆေးခန်းကိုပုံမှန်တောင်းနေရသူဖြစ်ပြီးအရင်ကစိုက်ကင်းတဲ့ဆေးခန်းကိုတောင်းနေတာဖြစ်ပေမဲ့လက်ရှိမှာတော့စီဘိုးမတက်နိုင်လို့ဆက်ဘိန်းနဲ့ပဲတောင်းနေရတယ်လို့ဆိုပါတယ်စီတော့အခက်ခဲမရှိပါဘူးဒါပေမဲ့ဈေးအရမ်းများနေတယ်တက်လီတာကို18000ပါမြို့ထဲကိုသွားမယ်ဆိုလဲ3မိန်းပေါ်တက်လိုက်တာနဲ့9000ပေးရတယ် အရေးကြီးကိစ္စရှိလို့မသွားမဖြစ်သွားရမယ်ဆိုရင်တော့စပိန်နဲ့သွားနေရတဲ့အခြေအနေမျိုးပါပတ်စံကမရှိဘူးလေကုန်စည်နှုန်းတွေရောစီစည်းတွေရောအရန်ကြီးနေမှာတော့သွားဖို့မတတ်နိုင်ဘူးရခိုင်မှာတိုက်ပွဲမဖြစ်ပေါ်မင်းအရင်က73စီတရီတာကို1200ကျပ်ရှိခဲ့ရကနေတကြောပြန်တိုက်ပွဲဖြစ်ပေါ်တဲ့နှစ်နှစ်နီးပါးကာလအတွင်းမှာ18000ကျပ်အထိပေးဝေနေရတာပါလို့သိရပါတယ်စစ်တွေမှာစစ်ပွဲကြောင့်အလို့အကံအခွင့်လဲတွေရှားပါနေတယ်လို့ အမြဲတမ်းမရှိတတ်တဲ့နေစာအလုပ်တွေရဲ့လှုပ်အားခါကလည်းတစ်နေ့မှတစ်တောင်းကျပ်ဝန်းကျင်သာရှိရပါဒီလိုအခြေအနေမှာစီတလီတာ18000ကျပ်ဆိုတဲ့ဈေးနှုန်းကစစ်တွေကတာမန်လူထုမတက်နိုင်တဲ့ဈေးဖြစ်နေပါတယ်တပတ်မှလည်းစီစဉ်မြင့်တက်လာတဲ့အတူသုံးမိတ်ဆိုင်ကယ်တွေနဲ့တုတ်တုတ်ရင်းတွေဟာလည်းဈေးနှုန်းမြင့်တက်လာပါတယ် 2023ခုနှစ်ဝန်းကျင်ကဒုံမိတ်ဆိုင်ကစီကဟာလူတယောက်ကို900ကျပ်ကနေ1000အထိအနည်းအဝေးပေါ်မူတည်ပြီးရှိခဲ့ပေမယ့်လက်ရှိမှာတော့အနည်းဆုံး9000ကျပ်ဖြစ်နေပါပြီ။ဒုံမိတ်စီလုံး9ရင်ဒေတာအခေါ်တုတ်တုတ်ရဲ့9ရန်ခါကလည်းအရင်က9000လောက်သာရှိရကနေလက်ရှိမှာ1000ကျပ်ပေးရတဲ့အပြင်9ရန်သူကစီဖို့အကုန်ကျခံနေရပါတယ်။ဒါကြောင့်အဲ့ဒီတုတ်တုတ်တွေကိုစီမင်းသူမရှိတဲ့အတွက် တို့တို့သမားတွေဝင်ဝင်နေပါပြီးအလုံးလက်မဲ့ဖြစ်လာကြတယ်လို့တုတ်တုတ်မောင်းနေသူတယောက်ကပြောပါတယ်။အဲဒီကတော့ဟာစီစီကောင်းလေးပါရဲ့နောက်သူကအဓိကစီစီကြောင့်လည်းပါပါတယ်နောက်တစ်ခုကစီးမဲ့သူတွေလည်းမရှိတော့ဘူးစစ်သွေးမှာကလူတတော်နေသွားပြီလေပြောရမယ်ဆိုရင်မဖြစ်မနေအရေးကြီးသွားစရာရှိမှာပဲစီးတာများပါတယ်တရက်လုံးလုံးရင်တောင်မှတရက်ကိုတသောင်းတောင်မရတော့ဘူးအဓိကကစာဝင်းတွေအခက်အခဲပိုကြုံသွားတာပေါ့ရှိတာလေးကိုထိုင်စား အခုကအလုတ်အကင်လည်းအတီးကြမရှိတော့ဘူးလေကြုံရလုတ်ကင်စားတော့ကြတယ်တရက်လုတ်တရက်ရှာစားနေရတာပေါ့အိမ်မှရှင်မရှိတဲ့အိမ်တွေကိုလိုက်စောင့်ကြည့်ပေးရတယ်အဲ့လိုမျိုးတွေလုတ်ကင်စားရတာပေါ့လက်ရှိစစ်တွေမြို့နယ်မှာစစ်တပ်နဲ့အာရခတက်တော် AA တို့ကြားလက်နက်ကြီးတွေအပြန်အလှန်ပစ်ခတ်မှုတွေကလည်းမကြာခဏဆိုသလိုရှိနေပြီးစစ်ရဲတင်းမာနေသေးပါ ရခိုင်မှာစစ်တရဲလန်ခီးပိတ်ဆို့ထားတာတွေကြောင့်73စီအပါအဝင် အခြေခံစားတောက်ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်နေပြီးဒေသခံတွေရဲ့လူမှုဘဝရက်တိရက်အများကြီးခက်ခဲနေကြပါတယ်။ဒီမှာကေခိုင်မှာ ရုရှားကယူကရိန်းတပ်မတော်ကိုဆက်ဝိုင်းထားတယ်လို့ဒီဇမ9ရက်မှာပြောခဲ့ပြီးယူကရိန်းကအဲ့ဒီနေ့မှာပဲခန့်စစ်မြင်တွေကိုထိသိမ်းထားဆဲလို့ပြောခဲ့ပါတယ်။ရုရှားတပ်ဖွဲ့တွေဟာပြီးခဲ့တဲ့နေ့ကခါကီဖ်နဲ့ဒန်ယက်စ်ဒေသတွေထဲကနောက်ထပ်ရွာနွာကိုထိချုပ်ထားနိုင်ခဲ့တယ်လို့ရုရှားကကွယ်ရေးဝန်ကြီးဌာနကသူ့ရဲ့နောက်ဆုံးအစီအခံစာထဲမှာပြောခဲ့ပါတယ်။ တနင်္ဂနွေနေ့မနေ့အစောပိုင်းမှာရုရှားတပ်မတော်က cruiser ဒုံးကျည်တွေနဲ့ drone တွေအပါအဝင်အထိကျချေရွယ်ပစ်ခတ်နိုင်တဲ့ပဲ့ထိန်လက်နက်တွေကိုသုံးပြီး Ukraine ရဲ့တယူပို့ဆောင်ရေးအခြေခံအဆောက်အုံတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ရုရှားတပ်ဖွဲ့တွေက Danyets ဒေသမှာရှိတဲ့ Dmitrovka ရဲက Ukraine တပ်တွေကိုဆက်ဝိုင်းထားဆဲဖြစ်ပြီး ဂရီရှိနိုရွာကယူကရိန်းတပ်ဖွဲ့တွေကိုရှေ့လင်းနေတယ်လို့ပြောပါရယ်စစ်ဘက်လေရင်ကွင်းတွေနဲ့လောင်စာဆီတူလောင်ယုံတွေအပါအဝင်ယူကရိန်းစစ်ဘက်အခြေခံအဆောင်တွေကိုလည်းတက်ခိုက်ခဲ့ပါရယ်အဲ့ဒီနေ့မှာပဲယူကရိန်းအရှေ့ပိုင်းစစ်စေရေးကုကဲမှုဌာနကသူတပ်ဖွဲ့တွေဟာ Park Groves မြို့လယ်မှာရှာဖွေရှေ့လင်းရေးလုပ်ငန်းတွေလုပ်နေတယ်လို့သတင်းပို့ခဲ့ပါရယ်မွေနိုဟရစ်မြို့မှာယူကရိန်းတပ်မတော်ကခန့်စစ်မြင်းတွေကိုထိသိမ်းထားခဲ့ပြီးမြို့စီသွားရလမ်းမှာရုရှားတပ်ဖွဲ့တွေကိုတိုက်ခိုက်ခဲ့ပါတယ်ရှင်။ Formula 1ရာသီရဲ့နောက်ဆုံးအပိတ်ပွဲစဉ်ဖြစ်တဲ့ Abu Dhabi Grand Prix မှာအသက်26နှစ်အရွယ် Lando Norris ဟာပထမဆုံးအနေနဲ့ကမ္ဘာ့ချန်ပီယံဖြစ်ရည်တည်နိုင်ခဲ့ပါတယ်။ Grand Prix ပြိုင်ပွဲမှာဗြိတိန်နိုင်ငံသား Norris ကတတိယနေရာကိုသာပိုင်ဆိုင်ခဲ့ပေမဲ့လည်းကမ္ဘာ့အဆင့်ရည်တည်ချက်အရဒုတိယနေရာမှာရှိနေတဲ့ Max Verstappen ထက်နှစ်မှတ်အသာနဲ့အခုနှစ်ရာသီတစ်ခုလုံးရဲ့ချန်ပီယံဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက် Abu Dhabi ပြိုင်ပွဲရဲ့ချန်ပီယံဖြစ်သူ ဖာစတပ်ပန်ကတော့ရပ်ဘူးအသင်အတွက်ရှစ်ကြိမ်မြောက်နိုင်ပွဲကိုတရားသည့်အတွေ့ရယူပေးနိုင်ခဲ့ပါတယ်။ဒါဟာမက်ကလရက်အသင်းသားတွေဖြစ်တဲ့ Norris နဲ့ Oscar Pires ထရီတို့ထက်အနိုင်ရလတ်တပွဲပိုပြီးများပေမဲ့လည်းရမှတ်ကွာဟာချက်အရကမ္ဘာချန်ပီယံဆူဂျီနဲ့လွဲချော်ခဲ့တာပါ။ကမ္ဘာအဆင့်300နေရာမှာရပ်တည်နိုင်ခဲ့တဲ့ Pires Tree ကတော့လိုအပ်လာရင်အသင်းပေါ် Norris ကို အကူအညီပေးဖို့အသင်းရှိနေခဲ့တာတွေ့ရပါတယ်။ တစ်ဖက်မှာဘတ်စတက်ပန်နဲ့တသင်းဖြစ်တဲ့ဂျပန်နိုင်ငံသားယူကီဆိုနိုဒါကလည်းနော်ရစ်ကိုအချိန်ဆွဲထားနိုင်ဖို့ကြိုးပမ်းခဲ့တဲ့အလျောက်ပြဆိုင်မှုပြင်းထန်ခဲ့ပါတယ်။ဒါပေမဲ့လည်းနော်ရစ်ဟာ၁၇ဦးမြောက်ဗြိတိန်ကိုစားပြု Formula 1ချန်ပီယံဖြစ်လာခဲ့ပြီးဒါဟာသူ့ရဲ့ခုနှစ်ရာသီမြောက်ရှိပြိုင်မှုလည်းဖြစ်ပါတယ်။အလားတူမက်ကလရန်အသင်းအနေနဲ့ဆိုရင်တော့1998ခုနှစ်ကစပြီးတူချင်းစီနဲ့အသင်းလိုက်ချန်ပီယံဆုနှစ်ခုစလုံးကိုပထမဆုံးအကြိမ်ပြန်ပြီးသိမ်းပိုင်နိုင်ခဲ့ပါတယ်။ ဒီနှစ်တနှစ်တည်းတည်းမဟုတ်ပါဘူးမက်ကလရန်အသေးနဲ့တူရှိခဲ့တဲ့9နှစ်ကျော်10နှစ်ထဲမှာရောကျွန်တော်ဘွားရဲ့16နှစ်18နှစ်အတွင်းမှာပါဒီအိမ်မက်အတိုင်းပြည့်မိအောင်ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်ရှင် ဒီပပီယိုမြန်တန်ကြားရဲ့မနက်ရှင်နိုင်တဲ့တွင်ကိုရှုစားခဲ့ရတာပါမနက်စနိုင်မှာလည်းထပ်ပြီးရှိတဲ့တွင်တွေကိုဖြည့်ဆွတ်တင်ဆက်ပေးအောင်ပါကျွန်မကတော့ချီချိုဆက်မကျေးဇူးတင်ပါတယ်ရှင် DBB ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစာပစက်အငားပေးစာများဖတ်ကြားခြင်းတော်တူ DBB စီစဉ်ပြန်လည်ထုတ်လွှင့်ဖို့ချိန်ကြောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖတ်ကြားပေးမယ့်သူကတော့မတ်တီဒီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီဒီဟုတ်ကဲ့မင်္ဂလာပါကိုအောင်ကျော်ရေပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့တော်တူ DBB စီစဉ်ဒီတစ်ပတ်အတွက်ပြန်လည်ထုတ်လွှင့်မယ့်အချိန်ရောက်လာပါပြီရှင် ဟုတ်ကဲ့ပါမတည်ရီပေးစာတွေထဲကမှာပထမဦးဆုံးဖက်ပြပေးခြင်းနဲ့ပေးစာကတော့ဒါအခုတလောနာမည်ကြီးနေတဲ့ဒီကြဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လာတဲ့ပေးစာနဲ့ပထမဦးဆုံးဖက်ပြခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင်အခုတလောနာမည်ကြီးနေတဲ့ကြဖြန့်နဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လိုက်တာပါစစ်တပ်နဲ့ BGF ကကြားဖြန့် online ငွေလင်းခိုင်းတွေကိုနှိမ်နှင်းမယ်ဆိုတာဟန်ပြတသက်ပါပဲတကယ်တမ်းလူစုတာ အင်တာဗျူတာတွေကရန်ကုန်မြို့လေကနာမည်ကြီး Diamond Square အဆောက်အုံအပေါ်ဒက်မှာရုံးခန်းဖွင့်ပြီးတော့လုပ်နေကြပါတယ်။အဲ့ဒီနေရာမှာကျွန်တော်ရဲ့အကူနှစ်ယောက်ကိုအင်တာဗျူးပြီးတော့လာရှိုးမှာအလုတ်ညာပြီးခန့်ခဲ့တယ်လို့တူလေးတယောက်ကတော့မြောက်ရီဘက်ကိုစီရင်ကိုင်းဆိုပြီးတော့ပို့လိုက်ပါတယ်။နေကလာတဲ့လူတွေဆိုတော့ကြားဖြတ်မှန်လည်းမသိဘူးလေ။ကွန်ပျူတာစီရင်ကိုင်းဆိုပြီးပဲသိကြတယ်။အကူတွေကတော့စာချုပ်ပြည့်လို့ပြန်လာတာကြပါပြီ။ တူလေးကတော့အရင်လားကမှထွက်ပြေးပြီးတော့လွတ်မြောက်လာခဲ့ပါတယ်။တကယ်တမ်းကြားဖြန့်ယုံအများစုဟာရန်ကုန်မှာအများဆုံးပါဆိုပြီးတော့ရေးသားပေးဖို့လာတာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါအခုဆိုရင်ဒါကျွန်တော်တို့ဒီမြန်မာနဲ့ဒါနယ်စပ်ဒေသတချို့တွေမှာဆိုရင်ဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့နှိမ်နှင်းမှုတွေလုံနေတယ်ပေါ့နော်ဒါစက်တက်ကလည်းဒါဟန်ပြနှိမ်နေနေဆိုပြီးတော့ဒါဝေဖန်မှုတွေရှိနေတယ်နောက်တစ်ဆက်ထဲမှာပဲကျွန်တော်တို့ဒီစစ်တပ်အထိုင်အများဆုံး